အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စစ်သွေးကြော့မွတ်စလင်လက်နက်ကင်အာဆာအဖွဲ့ကိုပြင်းပြင်းထန်ထန်ထိထိရောက်ရောက်နှိမ်နင်းပေးဖို့အရခတ်တော်အေအေကိုဘူဒီတောင်မောင်းတော်ဒေသခံတွေကတောက်ဆုံနေကြပါတယ်အကြမ်းဖက်အာဆာအဖွဲ့ကြောင့်ဒေသခံပြည်သူတွေတေဆုံးမှုတိုးလာနေတယ်လို့လူမှုစီးပွားလုက္ကင်သွာလာရမှာလဲစိုးရိမ်မှုတွေနဲ့နေထိုင်သွာလာနေရတယ်လို့ဘူဒီတောင်မောင်းတော်ဒေသခံတွေကပြောပါတယ်ဩဂတ်စလဆန်ပိုင်းကမောင်းတော်မြို့နယ်တမန်သားကျေးရွာဒေသခံ၅ဦးဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့အင်းချောင်းကျေးရွာဘက်ကိုဈေးသွားရောက်တဲ့အချိန်အာဆာအကြမ်းဖက်အဖွဲ့ရဲ့တပ်ဖြတ်မှုကိုခံလိုက်ရတယ်လို့ကြော်သားတွေကပြောပါတယ်။ တက်ဖြတ်ခံရသူတွေထဲမှာအမျိုးသား၄ဦးနဲ့အမျိုးသမီး၃ဦးပါဝင်ပြီးဇေယောင်ပြီးအေးချောင်းကျေးရွာကအပြန်လန်းခုလက်မှာအာဆာအဖွဲ့ဝင်တွေကတက်ဖြတ်လိုက်တာလို့သိရပါတယ်။ဩဂတ်စ်လ၁ရက်နေ့ကလည်းမောင်းတော်မျိုးနဲ့ခြာရာတန်းကျေးရွာကဒေသခံ၃ဦးရွာအနီးချောင်းမှာငားရှာနေတဲ့အချိန်အာဆာတက်ဖွဲ့ဝင်၁၀ဦးကခြုံထဲကထွက်လာပြီးတနက်နဲ့ပြစ်ခတ်သွားလို့တေဆုံးသွားရတယ်လို့သိရပါတယ်။အရင်လတွေကလည်းအာဆာအကြမ်းဖက်အဖွဲ့ရဲ့တက်ဖြတ်မှုကြောင့် မွတ်စလင်ပြည်သူတွေပါဝင်ဒေသခံတိုင်းရင်းသားတွေနဲ့အေတပ်ဖွဲ့ဝင် စုစုပေါင်း20ဦးထက်မနည်းတေဆုံးခဲ့ရတယ်လို့သိရပါတယ်ဒါကြောင့်ဘူရီတောင်မောင်တော်ဒေသမှာနေထိုင်ကြတဲ့မွတ်စလင်ပြည်သူတွေအပါအဝင်ဒေသခံတိုင်းရင်းသားပြည်သူတွေဟာအာဆာအဖွဲ့ရဲ့အကြမ်းဖက်ကျူးလွန်မှုတွေကို တားဆီးပေးဖို့အာရကတက်တော် AA ကို တောင်းဆိုနေကြပါတယ်